မလဲတကယ်ချင်းနေကလေတကယ်ချင်းနေထဲမှာကိုပြီးွားတော့သူပဲပြောရမလားမသိဘောနော်အဲ့တော့တရက်ကျဆိုလည်းမကြတယ်နော်အဲ့တော့သူတို့ဘာလို့အိမ်အောင်ကြမလဲကိုလိုက်ရှာနေတာဘောနော်အခုတော့ဈေးပောက်သွားပြီဆိုတော့ငွေရမှာဗောကလေးလဲဟိုစနေရလောက်မွေးပြပါအောင်လို့ဘာဖြစ်စောအဲ့စကားကိုမှတ်မိထားရအတွက်ကလေးစနေရမွေးမယ်လို့ပြောထားရအတွက်ကလေးစနေရမွေးပေးပါလို့ပြောချင်ပါအဲ့စတော့ပြည့်ကိုပြည့်ရမယ်ဘာလို့ဆိုကိုရဲ့ ဗလဲဟိုခလေးမမွေးပြီးချင်းမှာလာတဲ့အချိန်မှာပိုင်ပြောခဲ့တဲ့စကားလေသူလည်းကျဲ၁၂ရောင်မွေးမယ်တဲ့ကြည့်မယ်လေကြည့်မယ်ကြည့်မယ်၁၂ရောင်ကဲပိုင်ပြောတော့နော်ကြည့်မယ်လေစမိုင်းတော့တနာပါပိုင်ကတော့ပိုင်တို့မင်္ဂလာဆောင်လည်းဖိတ်ထားပါတယ်အဲသူတို့ပွဲလေးလည်းတက်ဖို့ရှိပါတယ်ဆိုတော့အဲ ဘယ်လိုပြောရမလဲတကယ်ချင်းနေကလေတကယ်ချင်းနေလဲမှာကိုပြီးွားတော့သူပဲပြောရမလားမသိဘောနော်အဲ့တော့ထရက်ကြောင့်ဆိုလည်းမကြတယ်နော်အဲ့တော့သူတို့ကသူအိမ်အောင်ကြမလဲကိုလိုက်ရှာနေတာဘောနော်အခုတော့ဈေးပောက်သားပြီဆိုတော့ငွေရမှာဗောနောက်ရမှာဗောအခွေရမှာဗောဒါပေမဲ့အဓိကတော့သူတို့ဒီအရွယ်ကဟိုအိမ်အောင်ပြုတ်တဲ့အရွယ်တစ်ခုကိုရောက်လာပြီဆိုတဲ့အတွက်ကြောင့်မလို့ဟိုသူရွေးချယ်တဲ့အရာလည်းမှန်ကန်တယ်နောက်တစ်ခုကဟိုပိုက်ရဲ့ ဟိုဒီပတ်နာနဲ့လည်းကိုနေရတိနေခင်နေရအတွက်ညီမလေးနဲ့ရလည်းခင်နေတော့အရန်အေးတယ်သူတို့နှစ်ယောက်လိုက်ဖတ်တယ်အဲ့အတွက်ကြောင့်မလို့ဟိုဘယ်လိုခေါ်မလဲကိုတငယ်ချင်းကိုပဲကိုကတခုပဲတာဝန်ကြီးပေါ့တာဝန်ကြီးရမယ်ပေါ့နော်ဆိုတော့ကိုကအိမ်တော်ဦးစီးစားဖြစ်လာပြီဆိုတာဝန်ကြီးရတော့မယ်ဒါတွေပဲဟိုကိုကမှားခြင်းနာကျန်တဲ့ကိစ္စသူလည်းလုံးသူလည်းလုံးနိုင်မှာပါဘာလို့ဆိုတော့ तू အရင်ကတည်းကလည်းဒီဒီဒီသူ့မိသားစုမှာ तू ကတော်တော်တာဝန်ကြီးရဲ့သားတယောက်ဆိုတော့ ဟိုထရီထူးထူးတော့တို့တန်တန်ရပြောစရာမရှိဘူးဟိုညီမကတော့တို့မိင်္ဂလာဆောင်တတ်မယ်ပေါ့အဲမနေ့ကညတော့မှသူ့မနဲ့ဟိုမေချစ်နဲ့လာဖုန်းပြောပြပါတယ်မေချစ်ကလည်းပြောလိုက်တယ်နေ့မိင်္ဂလာဆောင်ကြရင်လည်းငါတတ်မယ်လို့မွေပေါ့ပိုင်းရဲ့ပတ်နာကကြတော့လေဟိုညီမလေးစမိုင်းကအရန်ဆိုစမိုင်းလို့တို့ညီမတို့ကချစ်စနိုးလဲခေါ်ကြပါဆိုတော့သူကလေအရန်အေးဆေးတယ်ပြောလေအပူမယူဘူး သူပုံစံကလေကိုတော့အပူတဲ့ရုပ်ပေါက်သေးတာသူပုံစံအရန်စမ်ပါတော်တော်လေးအဆင်ပြေရလို့ကန်စားလို့ရတယ်ပြီးတော့နောက်တစ်ခုကလေဟိုဒူတက်မှာလေရှိတဲ့နဲ့ तू तू သူ့ကိုလည်းကိုယ်က respect ရှိရပေါ့အငယ်ဆိုတော့လေ तू ကလည်းအကြီးတယောက်အနေနဲ့ respect ရှိရဒါပါပဲကောင်းလားဆိုလို့ရှိရင်နေအောင်စလုံးကတော့အရင်တည်းကပိုင်ရလေအရင်ကတည်းကဟိုပြောလို့ရှိလို့ရှိရင်ယောက်ျားလေးထဲမှာချိုးတာတယ်လို့ပြောလို့ရတယ်အဲ့တော့ तू ဒီအရင်ကတည်းကလည်း respect ရှိရလူတယောက်ဆိုတော့သူ့ရဲ့လက်တွဲပေါ်ကလည်း အရန်ကို respect ရှိရလူတယောက်ပဲဆိုတော့ဟိုအဲ့ဒါတော့အရေးကြီးဆုံးပဲတို့နှစ်ယောက်လည်းတို့ဘာတို့ပေါင်းပြီး respect ရှိရအောင်မှာဖြစ်တဲ့အတွက်လေးစားမှုဆိုတဲ့အရာကြီးကလိုအပ်တာဖြစ်တဲ့အတွက်အာသူတို့နှစ်ယောက်ရဲ့ life ဖတ်မှုကအဆင်ပြေပါတယ်ကိုကတော့ဘာမှပြောစရာမရှိပါဘူးစကားတွေကတော့ကြည့်လိုက်ကလေးကနှစ်ယောက်စလုံးအရန်ချစ်တယ်ဟိုချစ်တယ်ဆိုတော့တကယ်ချင်းကတစ်ဖက်ကရောတကယ်ချင်းပေါ့အမှန်တမ်းပြောတော့ smile ဘူးချစ်တယ် smile ဘူးချစ်တယ်ဘာဖြစ်လို့ smile အများနဲ့ပြောဘူးလဲမမေ့ရပါတော့အာ smile ဘာပြောဘူးလဲဆိုတော့ဟိုဟာအမကလေးမွေးလို့ရှိရင်လို့ ခလေးမွေးလို့ရှိရင်လို့နင်တို့နှစ်ယောက်လာကြည့်တိတ်ကောင်းပါပဲလို့ပြောခဲ့ဘူးလေအဲသူတို့နှစ်ယောက်ကတိတိုင်းပေါ့နော်အဲပြီးတော့ခလေးရက်တရာပြေတော့လည်းသူတို့လာပေးတယ်အာဒီနောက်ပိုင်းကျတော့ပိုင်လဲမအားတာနဲ့ဆိုတော့အဲဒီအိမ်တက်တော့ကလည်း smiley ကတက်ပေးတယ်အဲပိုင်ကမအားတာနဲ့မလဲဆိုတော့ပိုင်နဲ့ကိုနဲ့ကတငယ်ချင်းသာဖြစ်တာဟိုတိတ်ပြီးတော့မတွေးပြဘူးပေါ့ smiley နဲ့တွေးပြမယ် smiley ဟိုဒီမေချီတို့နဲ့တွေးတယ်မေဂျီတို့နဲ့တွေးတယ်ရှမုံမီတို့နဲ့တွေးတယ်ဒီလောက်ပါပဲဟုတ်သိကြတော့အေးစီးပါပဲ အေးစေးပဲဟိုဘာဖြစ်လို့လဲဆိုတော့သူတို့ညလောအေးစေးစေးလေးကြိုက်ကြလေးဒီလားရင်ရင်လေးကြိုက်ကြရဆိုတော့သူတို့ရင်ရင်လေးပဲဖြစ်မှာပါအေးစေးစေးလေးနဲ့ရင်ရင်လေးပါပဲတိတော့တိတယ်ဘာပွဲလဲလို့မပြောသေးတာပေါ့နော်အဲ့တော့သူအေးစေးရင်လဲဆိုတော့ကိုကလည်း dress ကလည်းရွေးရတော့ဘောအေးစေးစေးလေးဖြစ်မဲ့ dress ဘူးကိုယုတ်ကအေးစေးဖြစ်မှမနေလားဒါပေမဲ့ဟိုအဓိကတော့သူတို့ညရဲ့ပွဲလေးကိုကိုတက်ပြီးမယ်ပေါ့အမှန်တမ်းပြောရင်တော့မင်္ဂလာဆောင်သွားရုံထုံးစံတော့မရှိဘူးညီမအဲမင်္ဂလာဆောင်တိတ်မသွားဘူးပေါ့နော် ပွဲတက်ပေးရဆိုလက်ချိုးရည်လို့ရတယ်။အဲမမိုင်လေးပွဲတက်တက်ပေးဘူးတယ်။အာဒီအခုပိုက်ပွဲတက်ပေးမယ်ပေါ့။တက်တုံပွဲစောင့်နေမှာပေါ့။တက်တုံပွဲနဲ့မေချစ်သွေးပွဲကစောင့်နေပါလေ။တက်တော့ဘယ်တော့လဲမေးမေးပါအောင်ဒီကနေ။မေးလိုက်တော့နော်။အဲ။ငယ်ချင်းဘယ်တော့လဲပေါ့။အမြဲတမ်းတော့စားနေရဆိုတော့ကိုလည်းကြွလိုက်သူလည်းကြွလိုက်နေတယ်ကိုရင်းယောက်ကစားနေကြသွားနေကြဆိုတော့တိတ်တော့ပြဿနာမရှိဘူးတကယ်ကြီးဘယ်တော့လဲပေါ့ ဘာမှမွေစင်လို့ပါမင်္ဂလာဦးပေးမညာဘူးလေအဲ့ဆိုတော့တော့ဒါပိုင်ကုန်လို့ခြံရပန်းစီကိုသူတို့လက်ထဲရအောင်ပေးမှရအောင်အဲ့ဘောတို့လည်းလည်းရအောင်ပြောကိုကတော့အဲ့ဒါဘေးမဲ့ပေါ့ကိုကတော့ငုတ်တုတ်ပေါ့အာပန်းစီကတော့ရအောင်မပြောနဲ့တော့အာအရေးကြီးကတော့ပထမဆုံးတငယ်ချင်းကိုမှညာပေါ့နော်ပိုင်ဒီဟိုဘယ်လိုပဲဖြစ်ဖြစ်အိမ်အောင်စီးဖြစ်လာပြီကိုဒီ ဟိုရကြကတောင်ပြတတ်ဖို့လိုတယ်နောက်တစ်ခုကဟိုတာဝန်ချေဖို့လိုတယ်ပေါ့အိနာဦးစီဆိုရင်တာဝန်ချေဖို့လိုတယ်အဲ့တော့အာ smile ပေါ့ကျင်ကျင်နာနာလေးတသက်လုံးအခုလည်ကျင်နာပါတယ်တသက်လုံးကျင်ကျင်နာနာလေးရှိပေးပါလို့နောက်တစ်ခုကအဲနှစ်ယောက်စလုံးအရှုံးမြေကြပေါင်းပါစီလို့ဆုတောင်းပေးပါတယ်ပြီးတော့ခလေးလေးဟိုဆက်နှစ်ယောက်လောက်မွေးပေးပါအောင်လို့ဘာဖြစ်စောအဲ့စကားမှတ်မိထားတဲ့အတွက်ခလေးဆက်နှစ်ယောက်မွေးမယ်လို့ပြောထားတဲ့အတွက်ခလေးဆက်နှစ်ယောက်မွေးပေးပါလို့ပြောချင်ပါတယ် အဲ့စတာပြည့်ကိုပြည့်ရမယ်ဘာလို့ဆိုကိုရဲ့ဗလဲဟိုခလေးမွေးပြီးချင်းမှာလာတဲ့အချိန်မှာပိုင်ပြောခဲ့တဲ့စကားလေသူလည်းကျရင်12ရက်မွေးမယ်တဲ့ကြည့်မယ်လေကြည့်မယ်ကြည့်မယ်12ရက်ကဲပိုင်ပြီးပေါ့နော်ကြည့်မယ်လေစမိုင်းတော့တနာပါလားကျေးဇူးပါဟုတ်ကျေးဇူးများတင်ပါတယ်ရှင်ဟုတ်